ေ့ကတော့ကျွန်တော်ရဲ့ YouTube တပွဲကောင် TikTok တပွဲကောင်လေးကတော့မြူကဆယ်ပေါ်ရေးနေဒီကိုတို့တွေအပြည့်ဝမစားရဘူးဆိုမှကျွန်တော်တို့တွေပြားလောက်ထိတော့စားသုံးလိုက်ရမယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ဟုတ်ပြီဗျဒီနေ့ Super Saiyan မှာလည်းတကဘာလုံးအတိုင်းတားရ လူတိုင်းသိဝင်စားမယ်မြန်မာစံတော်ကြီး9နာရီ45မှာကစားမယ်ရွေးမတွေ့နဲ့ဘာစီလူနာပွဲလေးကိုလူတို့ရှင်းရင်ကျွန်တော်အနေနဲ့သုံးသပ်ပေးခြင်းနဲ့ဟုတ်ပြီဗျာအဲ့တော့ဒီနှစ်သိန်းရဲ့တွဲဆုံမှုမှာအခုမှစပြီးတော့သိဝင်စားမှုကောင်းလာမဟုတ်ဘူးဟိုးအရင်ဟိုးရင်ဟိုးရင်လက်ထက်တွေကဒီနှစ်သိန်းဆိုတာမျိုးကခါးတီးတဲ့ပြိုင်ဘက်တွေတိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ဘက်တွေဖြစ်တာကျွန်တော်တို့တွေအကုန်လုံးသိခဲ့တဲ့ဒီနှစ်သိန်းအဲ့တော့ဒီနှစ်မှာတော့ထပ်ပြီးတော့လူငယ်ခြေတက်ကစားသမားတွေလူငယ်မျိုးဆက်တွေနေနဲ့ထပ်ပြီးတော့ဒါကျွန်တော် ရီယယ်မက်ဒရစ်နဲ့ဘာစီလိုနာဆိုတာပြိုင်ဆိုင်မှုပြင်းထန်တဲ့ခါးသီးရဲ့ပြိုင်ဘက်တွေလားဆိုတော့ဒီနေ့ညကျွန်တော်တို့အဖြေရှားမှာတူတူကြည့်ရမှာဖြစ်တယ်ဟုတ်ပြီအခုလက်ရှိပေးထားတဲ့ဘောလီစင်းနဲ့ရီယယ်မက်ဒရစ်ဒီအိမ်ကနေ level 100ဘောလီစင်းနဲ့ပေးထားတာကျွန်တော်မြင်ရတယ်ဂိုးပေါင်းစင်းနဲ့မှာတော့ကျွန်တော်တို့လေးလုံးပေါင်း80လေးလုံးပေါင်း60ဘာဖြစ်လို့ဂိုးပေါင်းစင်းကဒီလိုမျိုးစင်းနဲ့ပေးတာဒီနှစ်ပြည့်ရဲ့တွဲဆုံမှုနဲ့တွဲဆုံမှုတိုင်းမှာဆိုလေအပြန်လဲဘိုးသွင်းလာတာအနည်းဆုံး၄ခုအထက်မှာရှိရတဲ့အတွက်ကျင်းပွင့်တဲ့ပုံကလေးဒီဂိုးပေါင်းစင်းတဲ့လေးလုံးပေါင်း80ဒီပေး ြတာကျွန်တော်တို့မြင်ရတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ညမှာစဉ်းစားမှာဘော်ဒီဈေးကိုစဉ်းစားမှာလားဂိုးပေါင်းဈေးတန်းကိုစဉ်းစားမှာဒီနှစ်ခုပြတစ်ခုပဲစဉ်းစားရတယ်ဒါပေမဲ့ ကျွန်တော်ကကြံတဲ့အကြောင်းအရာလေးမစဉ်းစားဘူး။ဂိုးပုံစည်းတဲ့ brother တို့အရန်ဟော့နေတယ်လို့ brother တို့မထင်ဘူးလား။ဂိုးပုံမဲ့အမြင်ကလူတရာမှာ69ရောက်လောက်ရှိတယ်။အဲ့တော့ကျွန်တော်တို့ဟော့ရကနေဘယ်တော့မှမထွက်တတ်ဘူးနော် brother တို့။အဲ့ဒါလေးတစ်ချက်တော့ကျွန်တော်တို့သတိထားရမယ်။ Real Madrid ကိုဘာစီလိုနာရောကအခုလက်ရှိ2025 2026မှာဆိုရင်ဒါ Spain La Liga Champions League ကိုဒါနှစ်သင်းကအပြိုင်ပြုရမယ်အသင်း။ ဟုတ်တယ်နော်ဒီနှစ်သိန်းရဲ့တွဲဆုံမှုမှာလဲရှုံးတဲ့သင်ကတော့ဒုတိယနေရာရမယ်နိုင်တဲ့သင်ကအဆင့်တစ်နေရာရမယ်အဲ့တော့ဘာပဲပြောပြောခါတိရဲ့ပြိုင်ဘက်ဒီပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ဘက်ဒီဒီလိုပြိုင်ဘက်တွဲဆုံမှုမှာ တရားကိုကျွန်တော်တို့ရွေးချယ်ရမယ်ဆိုတော့ဒီနေ့မှာတော်တော်လေးတော့အခက်ခဲနေတယ်ကျွန်တော်ဖြစ်တာပါဗျာဟုတ်ပြီအဲ့တော့ဘယ်ရလူစင်းလေးယဉ်ကြည့်မယ်အခုလက်ရှိအဲဘာစီလိုနာတော့ရွေးမထွက်ထက်တိုင်းတော့သူတို့ဘက်ကတော့ဒီတိုက်စစ်ကစားသမားတွေဖြစ်တဲ့ရော်ဖင်ယာတို့လီယိုနော့စကီတို့ကအနာရရှိထားတဲ့အတွက်ဘာပဲဖြစ်ဖြစ်ရွေးမထွက်ထက်တော့တိုက်စစ်ပိုင်းလေးကနှာတစ်ဖြားလောက်ထိပေါ့အနေနဲ့အားလျော့သွားတယ်ဆိုပေမဲ့လေ ဘာဒီလိုလာဒီနဲ့ရဲမတုကိုကောင်းကောင်းဒုက္ခပေးနိုင်တယ်အသင်းဘာဖြစ်လို့ဆိုကျွန်တော်တို့ဒါကျွန်တော်တို့ဒီဘဲတောင်းမညာတောင်းမှမှဆိုဒါမန်ချက်စတာယူနိုက်တက်ဒါတိုက်စစ်အားတဲ့ကစားသမားတွေဖြစ်တဲ့ဒါရက်စ်ဖို့ရောဒီဒရာမယ်ရောဒီလိုပတ်တို့ဒီလိုကစားသမားတွေရှိတဲ့အတွက်ဘာစီလိုနန်တို့ဂိုးတူတို့ကလည်းကျွန်တော်တို့အေးစစ်စစ်ညှော်လို့လို့ရဟုတ်ပြီရဲမတုကိုလည်းကျွန်တော်ပြန်ကြည့်မယ်ဆို MRP တို့ဒီကျွန်တော်တို့ဗနီရှက်တို့ဒီရိုဒရီတို့ဒီလိုကစားသမားတွေရှိတယ်ကိုယ်နဲ့ဘိုင်းမှာဆိုလည်းကျွန်တော်တို့ကိုယ်နဲ့ဘိုင်းမှာဆိုကျွန်တော်တို့ချူမန်တီတို့ကျွန်တော်ဘယ်လီဟန်တို့ ဒီလိုကျွန်တော်နေရာပေါင်းစုံပေါင်းစုံကနေပြီးတော့ဂိုးသွင်းပေးနိုင်တဲ့ဒီလိုကစားသမားတွေကလည်းရွေးမထွန်းမှာပိုင်ဆိုင်ရတယ်အဲ့တော့ဒီနှစ်သိန်းကတွေ့ဆုံမှုမှာပို့ပြီးတော့ ကိုတရားမှာ99ရောက်တော့ပို့ပြီးတော့အနိုင်နိုင်ဆိုင်ဆိုင်ဂိုးတွေအပြည့်လဲတွင်းမယ်လို့အကုန်လုံးကယူဆကြပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီနှစ်သိန်းရဲ့ဒါလက်ရှိနေသားရတာရွေးမထွေးအသိန်းဒီဒါနီးပြတောင်းလဲလောက်ထားတယ်နီးပြမှာဆိုလဲကျွန်တော်ဒါဇာဗီလူဆိုဇာဗီလူဆိုကဒါပရမောင်လူဆိုသူ့ရဲ့ခါးသီးတဲ့ကြံပတ်တွေတွေ့ဆုံနေအချိန်မှာဆိုဒါပရမောင်ဆိုကစားမဲ့ပွဲအဲ့တော့သူ့အတွက်အင်္ဂလိပ်ပရိသတ်ရှင်မှာဂုံးသိန်းကအရပဲကြီးကြီးကြီးကင်ွယ်ခဲ့တဲ့ပွဲစဉ်တိုင်းမှာဒီပွဲကပို့ပြီးတော့ လုံဆိုးအတွက်အခက်ခဲပိုရှိတဲ့ပွဲလို့ကျွန်တော်ကတော့ယူဆတယ် ဟုတ်ပြီနော်အဲ့တော့ဒီနသင်းရဲ့ဟတ်တူကကိုကြောကြည့်မယ်ဆိုလေဒီနသင်းရဲ့ဟတ်တူကတွဲဆုံမှုတိုင်းမှာဒီရဲမထွက်ဒီအသာစီးရခဲ့တာမဟုတ်ဘာစီလိုနာကြီးပဲအသာစီးရခဲ့တာပြီးခဲ့တဲ့နှစ်ကဘာစီလိုနာအိမ်မှာတွဲဆုံတော့ဆိုလေဘာစီလိုနာဒီအိမ်ကနေ90ဘောဒီစီးတဲ့ပေးလိုက်ပြီး4 3ဆိုပြီးရလိုက်တယ်အနံ့ရောက်ချက်ကစားခဲ့လေ2015 2000ဒီနောက်ဒီစပိန်ကပ်မှာဆိုလေဒါဘာစီလိုနာအိမ်မှာတွဲခဲ့တယ်အဲ့တော့ဘာစီလိုနာဒီ90ဘောဒီစီးတဲ့ပေးတူးတူးသိကြအောင်ကစားခဲ့လေအဲ့တော့ဘာစီလိုနာဒီ ဒီရင်းမတွနဲ့တွေးဆုံနဲ့တွေးဆုံနဲ့ပြီးကလေးနှစ်ကတွေးဆုံနဲ့တွေးဆုံနဲ့ဘာစီလိုနာအသာစီးရအောင်မြင်ရအဲ့တော့ဒီနှစ်မှာကိုထပ်ပြီးတော့ဘာစီလိုနာအသာစီးရမယ်ပါမလား အဲ့တော့ကျွန်တော်စဉ်းစားမယ်ဟုတ်ပြီအဲ့တော့ဒီအပါပြီးရနိုင်တယ်မရမယ်ဆိုတော့အခုလက်ရှိကားရောက်ပေါက်ကိုကျွန်တော်အရင်ကြည့်အောင်အခုလက်ရှိကားရောက်ပေါက်ငေါ့ခွေကျွန်တော်ကြည့်မယ်ဆိုရွေးမတွေ့သင့်သည်ဒီအတီကွန်မက်ထရစ်ကိုဒါ fight ဆိုပြီးရလက်နဲ့ရှုံးလိုက်ခဲ့တယ်တွန့်လန်တာဘလန်စီအောင်တွန်းဆိုပြီးရလက်နဲ့အနိုင်ရရှိခဲ့တယ်ဂီတာသွေးကိုဇီဝန်နဲ့အနိုင်ရရှိခဲ့တယ်အဲပြီးတော့ဒီလောလောလတ်လတ်တာချန်ပီယံလိမှာဆိုဂျူမီလက်ကိုဝမ်းစီနဲ့အနိုင်ရရှိအစားခဲ့အဲ့တော့ရွေးမတွေ့ရဲ့ play style ဒီ တော်တော်လေးကိုဒါကျွန်တော်တို့ပြောမယ်ဆိုတိုက်စစ်ကအရင်ထပ်မထက်မြောက်ပြပြောမယ်ဆိုတော့အရင်ကျွန်တော်တို့ဒါရီယယ်မက်ဒရစ်ကိုအားပေးနေတဲ့ရီယယ်မက်ဒရစ်ကိုဒါစော့နေတဲ့ဘရာဇာအတိတော့ရီယယ်မက်ဒရစ်ဒီအရင်အရင်တော့ရီယယ်မက်ဒရစ်နဲ့မတူတော့ဘူးအဲဂိုးကစားရလာဘူးနည်းနည်းခက်ခဲတယ်ဘောလုံးကိုပိုဇရှင်အသာစီးရအောင်ယူတယ်အဲဂိုးရရှိမှုကတော်တော်လေးကိုခက်ခဲတဲ့နေရာလေးမှာတွေ့ရတယ်မထင်တော့မထင်မှဆိုသူတွေဂိုးရရှိဂိုးရရှိတဲ့အပိုင်းလေးတွေ့ရောတွေ့ရတယ်နော်အဲ့တော့ရီယယ်မက်ဒရစ်ရီယယ်မက်ဒရစ် အိမ်မွေးကစားတဲ့ပုံကြည့်မယ်ဆိုလူရဲမထွက်သည်အိမ်မွေးမှာလည်းအ ਨੇ သောတာနိုင်ပြီးရောဥမာပြီးသုံးမွေးလောက်ကြည့်မယ်ဆိုအစပန်ယိုဒူးစနဲ့ကစားတာဘလန်ဒီယောက်ကြည့်မယ်လည်းကစားတာဂျူတို့ဝမ်းဒီနဲ့ကစားတာလေအဲ့တော့လူရဲမထွက်သည်ဒီနေ့ယာကြီးမှာဂိုးပေါ်စရိုက်ကိုစော့နေတာကျွန်တော်တို့မတွေ့ရဘူးနော်ဟုတ်ပြီအဲ့တော့တစ်ဖက်ကအဲဘာစီလိုနာကြည့်မယ်တစ်ဖက်ကဘာစီလိုနာကြည့်မယ်ဆိုပြိုင်ပွဲတော့ငါမကစားတာပြီးသွားပြီဆိုစီနဲ့တူဝမ်းကစားရတယ်အဲပီအက်ဂျီကိုဝမ်းနူးနဲ့ဒါသူတို့ချုံနေပြီစီဗီလာကို4-1နဲ့ဒါသူတို့ရှုံးနေခဲ့တယ်ဒီ ဂျီရိုနာကိုတူဝမ်းနဲ့နိုင်ခဲ့တယ်ပြီးတော့ကိုလံဘီယာကော့ကို6-9နဲ့နိုင်ရရှိခဲ့အဲ့တော့ ာစီလူနာဒီတိုက်စစ်ကလည်းဂိုးရီရယ်ခံစစ်ကလည်းဂိုးရီပြန်ပေးရတယ်ပွဲတိုင်းအမြဲနဲ့ဒါဗိုဒီနုစ်ကိုရက်ဖြစ်တယ်ဘီဒီရဲ့ချက်ဖြစ်တာကိုမြင်ရတယ်အဲ့တော့ဘာစီလူနာဒီအခုဒီနေ့ရာစီမှာဟိုကျွန်တော်ပြောဆိုဖို့အိတ်ပေါင်းနဲ့ဖားကောင်းနေတယ်လို့ပဲတိုက်စစ်ကလည်းဂိုးရီရယ်ခံစစ်ကလည်းဂိုးရီပြန်ပေးရတယ်ပြီးတော့သူပေးရတယ်ဒီအသင်းတွေဆိုတော့လည်းကျွန်တော်ဒါပနတီယောကော့ကော့လည်းဂိုးပေးရတယ်ဂျီနိုကလည်းဂိုးပေးရတယ်အဲစီဗီလောင်းလည်းဂိုးပေးရအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီလိုခါတိနဲ့တိုင်ပတ်တွေတွဲဆောင်နေချိန်မှာဘာစီလူနာနဲ့ နဲ့မိနစ်60တည်းလူရမထွက်ဘူးကိုတောက်ခံနိုင်မယ်လို့ကျွန်တော်မထင်ဘူးတိုက်စစ်ကလည်းဂိုးရောက်လို့ခန်းစစ်ကလည်းဂိုးရီပြန်ပေးရဆိုဘာပဲဖြစ်ဖြစ်ဘာနေနေတသိန်းကကျွန်တော်တို့လူရမထွက်တည်းဂိုးအောင်စရာကိုစော့ရဲဒီကျွန်တော်တို့ဘာစီဘူနာဒီအဲဂိုးပေါ်စရာကိုစော့ရဲအဲ့တော့ဒီနှစ်သိန်းတွေ့ဆုံမှုမှာကျွန်တော်တို့ဘာကိုရွေးချယ်ပြန်အဲ့တော့ကျွန်တော်စဉ်းစားတပတ်ကကျွန်တော်ကြည့်မယ်ဆိုရင်အဲ လူတရာမှာ69ရောက်လာတော့ဒီပွဲကိုဂိုးပေါ်ကိုပြေးပြီးတော့မြင်မြင်ရလိမ့်မယ်ဂိုးပေါ်ကိုကျွန်တော်တို့ထိုးသားတစ်ချမ်းစောင်းမယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ကြောင့်မို့ထိုးသားအရင်စောင်းတယ်ပတ်မှာကျွန်တော်တို့မရက်တည်ခြင်းကိုဟော့ရဲကနဲမထွက်ဘူးလို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ရဲမတ်ဝစ်တင်ဒီဒီဘာစီလိုနာနဲ့ပွဲကိုတရင်လောက်ခံကစားမယ်ဆိုရင် तू ကလက်ရှိဒီကျွန်တော်တို့ဒါစပိန်လာလီဂါဇယားတက်မှာပဲဦးဆောင်နေမှာဟုတ်ပြီနော်အဲ့တော့ဒီနှစ်သိန်းရဲ့တွဲဆုံမှုတိုင်းမှာလည်းအမြဲတမ်းရလက်ကောင်းနေပိုင် ိုင်နာကျင်မရှိတဲ့လူရဲမတွေ့ဒီနှစ်သိန်းရဲ့တွဲဆုံမှုတိုင်းမှာလည်းအများရဲ့ပြန်ဆိုင်မှုတွေအများရဲ့ပြင်းထန်နေတဲ့ဒါဒါဘီပွဲလူရဲမတွေ့သည်ပွဲကိုထိမ်းပြီးတော့ဆော့တယ်ဘာစီလိုနာသည်လည်းပွဲကိုထိမ်းပြီးဆော့တယ်ဆိုတော့ဘာစီလိုနာရဲ့ဒါနောက်တန်းပိုင်းကဒါကျွန်တော်အသင်းငယ်တွေကစဂိုးတွေပြန်ပြီးတော့ခွင့်ပြုထားတာဆိုတော့ဂျင်းပွန်းနဲ့ပုံပြီးဒီပွဲတကယ်လို့လူရဲမတွေ့နိုင်ခဲ့ရင်တော့1 2 1 ဒီဘာစီလိုနာနိုင်ငံရဲ့လေ1 2 1တကောအသာလေးနဲ့မတိမသားလေးကတ်နိုင်သွားမယ်လို့ကျွန်တော်တို့ထင်နေပါဘောနော်အဲ့တော့ကျွန်တော်တို့တိုက်စစ်ကြီးရှင်းပြီးမယ်ဆိုအခုဒီရဲမတွေ့တိုက်စစ်မှာဆိုအမ်ဘာဘီဦးဆောင်လာတဲ့တိုက်စစ်တွေဒီကျွန်တော်တို့ဘာစီလိုနာမှာတော့တိုက်စစ်ကတော့ကျွန်တော်ခုနပြောလို့ဒန်ယန်ရကစားသမားတွေဖြစ်တဲ့လီဝန်ဒေါစကီတို့ရာဗင်ဟာတို့ဒီဒန်ယန်ရရယ်ဆိုပြီးမဲ့လေဘာစီလိုနာဒီလေရဲမတွေ့ကိုကောင်းကောင်းကြီးရှင်းနိုင်တဲ့ quality ရှိတဲ့ကစားသမားတွေလုံးဝကိုဒါကျွန်တော်တို့အတက်ကိန်းကောင်းတဲ့ကစားသမားတွေ Rest 4တို့ဒီ Ramel ကစားသမားတွေကိုဒါ တွေမထွက်သေးဘူးတော်တော်လေးထိန်းချုပ်ရမှာကျွန်တော်တို့ထင်းနေအဲ့တော့ကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်းရွေးချယ်ပြီးပါဆိုကျွန်တော်ကဘာရွေးချယ်ပြီးလဲရှင်းရှင်းလေးပဲလူတိုင်းရက်တဲ့ဘက်မှာကျွန်တော်မရက်တည်ဘူးလူတိုင်းဂိုးပေါ်ကို လူတိုင်းဂိုးပေါ်ကိုကြိုက်နေတဲ့အချိန်မှာကျွန်တော်တို့တွေဟော့ကနေမထွက်ဘူးဆိုတဲ့ပုံစံတိုင်းမှာကျွန်တော်ကတော့ဂိုးပေါ်ကိုလည်းမရဂိုးအောက်ကိုလည်းကျွန်တော်မရွေးချယ်ပြေးရဘူးကြောက်ကြအဲ့တော့ကျွန်တော်ကတော့ဘော်ဒီကိုရွေးချယ်ပြေးခြင်းနဲ့အဲ့တော့ကျွန်တော်ကတော့အဲဇာဘီအစလုံးစိုးတွက်ပရမအူဆုံးခါတီးတဲ့ပြန်ပတ်တွေတွဲဆောင်နဲ့ပွဲမလို့ဇာဘီအလုံးစိုးတွက်ဒူးော်တိုင်းတပွဲကောင်းကစားသွားမယ်လို့ကျွန်တော်တို့ထင်တယ်အဲ့ဒီအတွက်ကြောင့်မို့လားကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်းတော့ကျွန်တော်ကရွေးမထွက်ဘော်ဒီနဲ့ကိုကျွန်တော်ရက်တည်ခြင်းနဲ့အကြိုက်တူတဲ့ညီကူများနေနေလေလိုက် ုံနိုင်ပါတယ်အကြိုက်မတူဘူးဆိုလဲဒါကျွန်တော်လှုပ်လက်ဆိုဘက်ကန်ရကျွန်တော်ထိုင်းရောက်နေတဲ့မြန်မာတွေတွတ်ဆိုပြီးတော့ဒါကျွန်တော်ကတော့ညီကိုတိုင်းကိုကျွန်တော်နေနေတာ ဂျာဂျီလေးတွေလက်ဆောင်ပေးနေပါတယ်ကိုလိုချင်တဲ့ဂျာဂျီလေးတွေပေါ့နော်အဲ့တော့လက်ဆောင်ပေးနေဆိုတော့အကြောင်းကုန်သိချင်တယ်ဆိုပိုင်ပါနံပါတ်အပေါင်း9999 3936ပြီးတော့ဒါလာမင်းမြတ်ဆောင်နှလို့ရတယ်ပြီးတော့လေနေ့စဉ်သဘွဲကောင်းလေးတွေကိုတင်ဆက်ပေးနေတော့ဖြစ်တော့ကြောင့်ကိုဝင်းပါရယူကျူ channel တော် channel တွေ live squad လုပ်ပြီးတော့မှညီကိုတို့အမြင်နေရှိတယ်ကွန်မန့်နေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်ညီကိုတို့ကအမြဲတမ်းမှန်နေကြအတိုင်းပဲ Telegram channel လေးကို join ပြီးတော့ပါ Telegram channel လေးမှာတော့နေ့စဉ်သဘွဲကောင်းလေးတွေလက်ဆောင်မောင်းလေးတွေပြီးတော့လေဒါကြီးတင် တက်လာလို့ကြီးပြွန့်ပြုတ်လာလို့အမြဲတမ်းတင်ပြီးတယ်မို့လို့ Telegram channel လေးကို join ပြီးတာပါပြီးတော့ထိုင်းရောက်နေတဲ့ညီကိုများထိုင်းမှန်ရှိအောင်လည်းစော့ကစားလို့ရပြီဆိုတဲ့ကြောင့်ဒီနေ့ကနေပြောခြင်းနဲ့ထပ်ပြီးတော့မှာနေတာတော့လူလေးလူညာပေါ်တဲ့ကြမှာညီကိုတို့ဒီငွေကြေးပိုင်းကိုပြရရလုံးယူပြီးစိတ်ကြကြတယ်ဆိုကျွန်တော်ကိုယ်ကမျက်နှာပြပြီးတော့ကျွန်တော်ကိုစုံစမ်းပေးထားတဲ့ယူဖာမာလာရောက်စော့ကစားနိုင်တယ်ယူဖာမာလာရောက်စော့ကစားယူနေတဲ့ညီကိုတို့ဒီ2025 2026 BIB မမာပွဲတရားဒီသာလုံး free ရရှိမှာပဲဖြစ်တယ်ဆိုတဲ့ကြောင့်ဒီနေ့ကနေပြောခြင်းနဲ့ကျွန်တော်ဒီမှာ တော့ဒါပြန်ပြီးပက်ကေ့ဝယ်တာတွေမျိုးကိုရှိတယ်မလေးရညီကိုတွေထိုင်းရညီကိုတွေမြန်မာနိုင်ငံညီကိုတွေကိုရီးယားညီကိုတွေဂျပန်ညီကိုတွေအဲ့တော့အဲ့ရညီကိုများကိုလည်းကျွန်တော်ဒီညနေစုငေါတောင်းပေးလိုက်ပါလေညီကိုတို့ဒီလုပ်ငန်းခွင်မှာစိတ်ချမ်းသာခြင်းကိုယ်ကျဲမှခြင်းနဲ့ပြည့်စုံကြပါလို့ပြောကြိုင်းနေပဲဒါတနင်္ဂနွေနေ့ညရဲ့မြန်မာစံတော်ကြီး9:45မှာကစားမယ် ရီယယ်မက်ထရစ်နဲ့ဘာစီလိုနာရဲ့ခါးသီးတဲ့ပြိုင်ဘက်တွေတွဲဆုံနေတဲ့အထဲမှဆိုတော့ဒါကျွန်တော်ရဲ့စိတ်ကြိုက်တဲ့ဘွဲကောင်းအနေနဲ့ကတော့ရီယယ်မက်ထရစ်ဘော်ဒီကိုရွေးချယ်ပေးနေပဲဒီဗီလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါလေသုံးနှစ်ကြည့်ရှုပဲညီကိုတယောက်စီတိုင်းကျမချမ်းသာကြပါစေကျမချမ်းသာကြပါစေနော်မနေ့ပြန်လေကျွန်တော်ရဲ့လက်ဆောင်မောင်းလေးတွေဒီဘွဲကောင်းရွေးချယ်မှုဆက်ပြီးတော့တင်ဆက်ပေးပါအောင်မယ်အားလုံးပဲကိုလက်ပါ